ခင်မွန်ဖြစ်သူရဲ့မလိမ္မာမှုတွေကြောင့်တတိယမြောက်သမီးလေးထက်ယူမဲ့ကိစ္စကိုလက်လျှော့လိုက်ပြီးဖြစ်တဲ့တရုတ်ဆောင်ပူဇော်ပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပူဇော်ပြုခင်ကတော့အခုရက်ပိုင်းရက်တွင်ဒုတိယရေသွေးလေးကိုမွေးဖွားခံသည့်အချိန်မှာခင်မုံဖြစ်သူရဲ့ခြေလန်းပြက်မှုတွေကိုတိတိတသားခန်းစားလာရပြီးပြောစကားလဲနားမထောင်တတ်တဲ့ခင်မုံဖြစ်သူကိုထိမ့်သိမ့်ရတာတွေပြီးတော့ပုံပြီးဂရုစားရတာတွေလှုပ်လာခဲ့ရတာကြောင့် တတိယမြောက်ရှင်သွေးလေးယူမဲကိစ္စကိုလက်လျှော့လိုက်ပြီးဖြစ်တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်တေဥစာပူဇာပြုခင်ဟာမနေ့ဖြန်မှာသူမရဲ့ဒုတိယမြောက်သားလေးကိုမွေးဖွားတော်မှာဖြစ်ပြီးနောက်ထပ်သမီးလေးတယောက်လိုချင်သေးတဲ့အတွက်ဖန်ပြွန်တရေသားနဲ့ကလေးယူဖို့စဉ်းစားထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုထွန်းရဲ့ဒီလိုပြုမှုတွေကိုမြင်ပြီးနောက်ပိုင်းမှာတော့သူမရဲ့ဘဝကိုကလေးမွေးပေးဆက်ခြင်းနဲ့ပဲမနေတော့ဘူးအတွက်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့စီးပွားရေးသူမရဲ့သားသမီးသူမရဲ့ယောက်ျားတွေကိုတေချာအုပ်စီးနိုင်ဖို့အတွက်ဒီကလေးပြီးသွားရင် နောက်ထပ်ကလေးလုံးဝမယူတော့ဘူးဆိုတဲ့အကြောင်းအတိပေးပြောကြားလာခဲ့တာပဲဖြစ်ပါတယ်ပူဇာပြုခင်ကသမီးတွေကညီမအငယ်အရန်လိုချင်နေတာကြောင့်နောက်နှစ်နှစ်နေရင် IVF နည်းပညာနဲ့သမီးမိန်းကလေးထပ်ယူဖို့ဆန္ဒရှိခဲ့ပေမယ့်အဲ့ဒီဆန္ဒကိုကျမလက်လျှော့လိုက်ပါပြီ။မနှက်ပြန်အငယ်ဆုံးသားလေးကိုမွေးပြီးရင်ကျမဘယ်တော့မှကလေးထပ်မယူတော့ပါဘူး။ ကျမဘဝရဲ့ကျမ်းမာပြီးငယ်ရွယ်နေသေးတဲ့အရွယ်ကိုခလေးမွေးရင်ပေးဆက်ရင်းနဲ့ပဲအချိန်ကုန်မခံနိုင်တော့လို့ပါ။ကျမကလေးတွေကိုရော ကျမယောက်ျားကိုရောကျမရဲ့စီးပွားရေးတွေကိုပါအုပ်ထိန်းဖို့အတွက်အချိန်လုံလောက်စွာမပေးနိုင်မှဆိုတာလည်းပါပါတယ်။ သားသမီး9ယောက်နဲ့သားနဲ့တူတဲ့လင်းတစ်ယောက်ရှိထားတော့သားသမီးက6ယောက်ဖြစ်သွားပြီဖြစ်ပါတယ်။အခုတော့ဘဝကတော်တော်လေးကိုပြည့်စုံနေပါပြီ။ပြည့်စုံတာထက်တောင်ကြော်လွန်နေပါသေးတယ်ဟုဆိုကပူဇော်ပြုခင်ကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ အခုလိုနီးပညာတိုးတက်လာတဲ့ခေတ်ထဲမှာ IVF နီးပညာနဲ့ကိုလိုချင်တဲ့ရည်သွေးလေးကိုယောက်ျားလေးလားမိန်းကလေးလားကိုယ်တိုင်ထည့်သွင်းလို့ရနေတဲ့အချိန်မှာတမိမိန်းကလေးထည့်ယူဖို့အတွက်စဉ်းစားခဲ့ပေမယ့်အကိုထွန်းရဲ့အခြေလမ်းမမှန်မှုတွေကြောင့်ကိုဝင်ထပ်ဆောင်ဖို့အင်အားမရှိတော့ဘူးလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။